အားလုံးကိုရှလောမ်လို့အရင်ဦးဆုံးမိသားစုများအားလုံးကိုအတိတ်ဖန်နှုတ်ဆက်ပါတယ်ဒီကနေ့ကျွန်တော်မျိုးဝိုင်းအသင်းတော်ရဲ့ပုတ်တဟူးနဲ့ဝိညာဉ်ရဲ့အာဟာရငနေစာအစီအစဉ်မှာတင်ကူဝမ်းမြောက်နှွေးထွေးစွာအထူးပဲကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့ဝင်ခါရမယ်ခေါင်းစဉ်ကတော့ရာဘတ်ရဲ့ဆုတောင်းတန်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ညဝေပေးချင်ပါတယ်တိရချုပ်အခန်းကြီး၄အပိုက်ငယ်၉နဲ့၁၀မှာအကြောင်းအရာရာဘတ်ရဲ့ဆုတောင်းတန်းကိုကျွန်တော်ဒီနေ့ တွေ့ရပါတယ်။ရာဘတ်ရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာတဲ့အခါမှာသူ့ရဲ့နာမည်ကနာကျင်ချင်းလို့အတိပေးရပါတယ်။ရာဘတ်ရဲ့နာမည်ကိုကြည့်တဲ့အခါမှာသူ့ရဲ့နာမည်ကတော့အင်မတန်မှစင်စားတိုင်းဝမ်းမြောက်စရာတကွမှမရှိဘူး။အင်မတန်မှဝမ်းနည်းစရာကောင်းတယ်။မိခင်ကပေးလိုက်တဲ့နာမည်ကနာကျင်ဆဲတော်သူနာကျင်ချင်းနဲ့မွေးဖွားတော်သူလို့မိခင်ကနာမည်ကိုတတ်တာကိုကျွန်တော်ဒီနေ့တွေ့ရပါတယ်။ အရင်တုန်းကငယ်ဘဝကိုကြည့်တဲ့အခါမှာအတိတ်မှာအမတာမှာအားနည်းချက်တည်အတိတ်မှာဝမ်းနည်းစရာတွေအတိတ်မှာဒီကနေ့မပြည့်စုံမှုတွေအများကြီးရှိနေသောตาဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နာကျင်ချင်းဆိုတဲ့အခါမှာကောင်းတဲ့အရာတစ်ခုမှမရှိဘဲနဲ့သူ့ရဲ့နာမည်ကိုကဘောင်ခတ်ထားခြင်းကိုခံရတဲ့ rubber ဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဒီကနေ့အားပေးခြင်းတယ် ရာဘတ်ကဲတော့ကျွန်တော်ရဲ့အသက်တာကနောက်ကျောင်းကိုကြီးလိုက်ရင်အားနည်းချက်တွေအများကြီးရှိမယ်။ကန့်တတ်မှုတွေအများကြီးရှိပေမဲ့ဒီနေ့မိမိကိုကိုမိမိဘောင်မခတ်ပဲနဲ့မိမိကိုကိုမိမိမကန့်တတ်ပဲနဲ့နာကျင်ချင်းရဲ့အထဲမှာ तू ကအသက်မရှင်ဘူး။ तू ရဲ့အသက်ရှင်မှုကအဲ့ဒီနာကျင်ချင်းတွေအားလုံးကိုဖယ်ရှားပြီးတော့မှ तू ကို तू နာကျင်တော့ तू လို့ तू ဘယ်တော့မှ तू မမြင်ဘူး။ဒါက तू ရဲ့အားသာချက်တစ်ခုဖြစ်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်ခံစားချက်ထဲမှာအသက်မရှင်မဲနဲ့သူကိုယ်တိုင်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းတော့ရာဘတ်ဖြစ်တယ်ဆိုတော့ကျွန်တော်နေစံစာထဲမှာတွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်ရာဘတ်ဟာတဲ့သူ့ရဲ့အဆွေအမျိုးတွေအားလုံးထဲမှာထူးဆန်းသောသူဖြစ်တယ်လို့တမန်ကျမ်းစာကပတ်တန်းတင်ထားပါတယ်ဒါကြောင့်ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်ဒီနေ့ online ကနေကြည့်ရှုတဲ့မိသားစုအားလုံးကိုပြောချင်ပါတယ်တေဟာလူတွေကအမင်္ဂလာကောင် ဒါမို့တင်းအားနေသောသူစင်ရဲသောသူခက်ခဲသောသူဘလောက်ပဲယုံနေပါစေတင်းဟာသူများနဲ့မတူတဲ့ထူဆန်းသောသူဖြစ်တယ်ဆိုတာဘယ်တော့အခါမှမမေ့ပါနဲ့ရာဘတ်ကိုကြည့်တဲ့အခါမှာလေသူကသူများနဲ့မတူဘူးတင်းဟာဒီကနေ့သူများနဲ့မတူတာကိုကအမြင်မ်းကုန်ယူပါဟော်မင်းသားလူဟော်မင်းသမီးလူဟော်လူလူဖြစ်ချင်တယ်ဆိုတဲ့စိတ်ဆန္ဒတွေအားလုံးကိုဖြတ်တောက်ပါတင်းဒီကနေ့သူများနဲ့မတူဘဲနဲ့တင်းဟာအမြဲတမ်းရာဘတ်ကဲတော့ ထူးဆန်းသောသူဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်အားပေးချင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဘယ်ဖက်နဲ့ညာဖက်ကိုရှင့်တငယ်ချင်းတွေကိုပြောတငယ်ချင်းမင်းဟာထူးဆန်းသောသူဖြစ်တယ်နော်လို့ပြောကြရအောင်။ဒါကတည်းအရေးကြီးတယ်။ဒါကြီးမားတဲ့ဝန်ခံခြင်းဖြစ်တယ်ဆိုတာကျွန်တော်ဒီနေ့ပြောချင်ပါတယ်။ဒါကြောင့် तू ကဘယ်လိုထူးဆန်းတယ်လဲဆိုတော့နံပါတ်1ရဘရဲ့အတ္တတာကိုကြည့်တဲ့အခါမှာဖယားသခင်ကျွန်တော်ကိုကောင်းကြီးပေးပါ။ကိုယ်တော့ကောင်းကြီးမပေးရင်ကျွန်တော်ဘာမှလုပ်လို့မရဘူး။ းလို့သူကအမြဲတမ်းဝန်ခံတဲ့သားဖြစ်တယ်။ဒီတရအခန်းကြီး6အပိုက်ငယ်30မှာရာဘတ်ကလည်းကိုတော်ကြီးအကျွန်ုပ်ကိုအစဉ်အမြဲကောင်းချီးပေးပါ။သူကကောင်းချီးမင်္ဂလာကိုတောင်းခံတတ်တဲ့သူဖြစ်ပါတယ်။မဖြစ်နိုင်တဲ့အခြေအနေမှာပြင်လင်းဖြစ်စေနိုင်သောသူဟာဖရာသခင်ဖြစ်တယ်ဆိုတော့သူကောင်းကောင်းနားလေသဘောပေါက်တဲ့အတွက်ကြောင့်ရာဘတ်ကဖရာသခင်ကျွန်တော်ကိုအစဉ်အမြဲကောင်းချီးပေးပါ။မမြင်နိုင်တဲ့အရာထက်မမြင်နိုင်တဲ့ကောင်းချီးမင်္ဂလာကျွန်တော်ကိုပေးပါလို့ ရာဘတ်ကဒီကနေ့ဆူတောင်းတယ်ဆိုတော့ကျွန်တော်တို့နေ့တွေ့ရတယ်အကြောင်းသူ့ရဲ့အာယုံကမြင်နိုင်တဲ့အရာထက်မမြင်နိုင်တဲ့ဖျားစီကလာတဲ့ကောင်းကြီးမင်္ဂလာကိုတောင်းခံတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကိုကြည့်ချင်းအပြင်ဆာလာ51အပိုင်ငယ်ဆက်ခွန်မှာကျူးပိတ်ကြည်မောသောနှလုံးသားကိုဘုရားကပြတော်မှာမငင်းပိဘူးလို့ပြောထားပါတယ်ဒါကြောင့်ဒီကနေ့ကျူးပိတ်ကြည်မောတဲ့နှလုံးသားသူ့ရဲ့အထဲမှာရှိတဲ့အခါမှာဖျားနဲ့ပို့ပြီးတော့နီးကလာတာဖြစ်တယ်သူ့ရဲ့နာကျင်ခြင်းကဘာဖြစ်စေလဲဆိုတော့ဖျားရဲ့မျက်မှောက်တော်ထဲမှာ တူးဝင်ဖို့ဖြစ်လာတယ်။နာကျင်ချင်းကြုံကြတဲ့အခါတိုင်းမှာဖခင်ရဲ့မျက်ပေါက်တော်နဲ့နီးစေတော်သူခြေလန်းလန်းတော်သူဖြစ်ဖို့ရအတွက်နံပါတ်၁ကျွန်တော်ဒီကနေ့အားပေးချင်ပါ။ဒါကရာဘတ်ရဲ့ထူးခြားသောအရာတစ်ခုဖြစ်တယ်။ပြီးရင်နံပါတ်၂ချက်အနေနဲ့သူ့ရဲ့နေရာကိုကျေဝင်းစေပါလို့ဖခင်ဆီမှာသူဆုတောင်းတယ်။ဒါတိတ်ကောင်းတဲ့အချက်ဖြစ်တယ်။သူ့ရဲ့နှလုံးသားကိုဖခင်ဖွင့်ဟပြီးတော့ကျေဝင်းစေပါလို့သူပြောတာဖြစ်တယ်။ ဒီကနေ့ကျွန်တော်ရဲ့အတ္တတာအမှုတော်ဆောင်ခြင်းမှာကျွန်တော်နှလုံးသားကြေဖို့တဲ့ရည်ကြီးတယ်မိသားစုထဲမှာကိုယ့်ရဲ့သာသနာမှာလှုပ်ဖော်ဆောင်ဖက်တွေထဲမှာတင်တည်တဲ့နှလုံးသားချင်းချင်းလေးနဲ့အမှုတော်ဆောင်မယ်ဆိုရင်သိချတဲ့အကန့်တတခုပဲဖြစ်သွားတယ်။အဲကြောင့်ရဘတ်ရဲ့ထူးခြားတဲ့အရာတစ်ခုကပါလဲဆိုတော့သူ့ရဲ့နှလုံးသားကိုဖခင်ကျွန်တော်မချေနိုင်ဘူး။ကိုတော်ပဲချေပေးပါလို့သူဆုတောင်းတယ်။တင်းရဲ့နာကျင်ခြင်းကဒီကနေ့ဖခင်မျက်မှောက်တော်ထဲမှာတာ၍ဆုတောင်းတတ်တော်သူနှလုံးသားကျေဝင်းတော်သူဖြစ်စေဖို့ရကျွန်တော်ဒီကနေ့ဆုတောင်းဖို့အင်မတန်မှလိုအပ်ပါတယ်။ ါဒါနံပါတ်2ချက်ပြီးအခုနံပါတ်3ချက်အနေနဲ့ဘာထပ်ပြောထားသလဲဆိုတော့အကျွန်ုပ်ဒီဘေးဥပအနှောက်ရှက်နဲ့ကင်းလွတ်ပါမည့်အကြောင်းလက်တော်ဒီအကျွန်ုပ်ဖက်နိုင်နေ၍ကိုယ်ကဆောင်မတော်မူပါဖရာဖရာရှင်တော်တိုင်ပုံကြည့်ပါစေတခါတလေမှာဘေးဥပရဲ့စုံစမ်းနှုတ်ဆက်ခြင်းညုံတွေးလာတဲ့အခါတိုင်းမှာရွေးချယ်စရာရှိရင်ဖရာဖက်ကိုပဲတင်ဒီကနေ့ရွေးချယ်ရအောင်ရွေးချယ်မှုမှန်ကန်မှတာလင်ကျွန်ရဲ့အသက်ရှင်မှုကဖရာကချီးမြှောက်ပါဖြစ်တယ် ဒါကြောင့်သူက အရှိမခက်ခဲတဲ့ပြဿနာတွေကြုံတွေ့တဲ့အခါတိုင်းမှာကိုရောရဲ့လက်တော်နဲ့ကျွန်ုပ်ကိုကြွယ်ကာဆောင်မတော်မူပါယခုခေတ်ကာလဟာဖခင်ရဲ့ကြွယ်ကာခြင်းဖခင်ရဲ့ဆောင်မခြင်းဖခင်ရဲ့လက်တော်နဲ့ကြွယ်ကာဖို့အမတမအရေးကြီးပါတယ်ကျွန်တော်ဟာဒီကနေ့ဝိညာဉ်ရမှာတိုက်ပွဲကိုဆင်နွှဲသောသူဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲမှာမကြဖူးရဖခင်ရဲ့လက်တော်ဖခင်ရဲ့ကြွယ်ကာခြင်းဟာအမတမလိုအပ်တာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီကနေ့ကျွန်တော် အတ္တတကိုရာဘတ်ကဲ့သို့သင်ခန်းစာတွေကျွန်တော်တို့အများကြီးပေးထားတာဖြစ်တယ်။သူကိုယ်တိုင်ထူဆန်းတော်သူဖြစ်တယ်။သင်လည်းဒီကနေ့သူများနဲ့တော့မတူပါနဲ့။သင်ကိုဖရာသခင်ကဒီလိုအခြေအနေမျိုးထားတယ်ဆိုတာသင်ဟာထူဆန်းတော်သူဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်။အဲကြောင့်နံပါတ်၁ချက်အနေနဲ့သူကဖရာပေးတဲ့ကောင်းကြီးကိုပဲသူမြောက်နေတယ်လူရီစီကလာတဲ့အရာထက်ဖယားစီကလာတဲ့အရာကဘယ်တော့မှဝမ်းမြေ့ခြင်းမရောက်တော့ဘူးဆိုတာဒီနေ့ကျွန်တော်တွေ့ရတယ်။နံပါတ်2ချက် သူ့ရဲ့ကျေဝင်းတဲ့နှလုံးသားသူ့ရဲ့ရှိတဲ့အနေရာကနေပြီးတော့မှသူဖះကျွန်တော်နှလုံးသားကျွန်တော်ရဲ့အတ္တကိုကျေဝင်းစေပါလို့ဆုတောင်းဒီအတိုင်းကျွန်တော်ဆုတောင်းရအောင်နောက်ဆုံးသူ့ရဲ့အတ္တမှာခက်ခဲတဲ့စုံစမ်းနှုတ်ဆက်ခြင်းဒီဘေးဥပါရီလာတဲ့အခါတိုင်းမှာဒီကနေ့အဲ့ဒီစုံစမ်းနှုတ်ဆက်ခြင်းကိုဖះရဲ့လက်တော်ကနေကာကွယ်ဖို့ဖះရဲ့လက်တော်ကနေမဆပ်ဖို့ပဲသူအများဆုတောင်းအဲ့ဒါလို့ဆုတောင်းတတ်တော်သူကိုနောက်ဆုံးမှာပါကြီးထားတယ်လေဆိုတော့ ကောင်းသောစုကိုဘုရားသခင်ပေးသနာတော်မူ၏ဒီကနေ့တင်နဲ့ကျွန်တော်ကူးကွယ်တဲ့ဘုရားဟာရာဘတ်ရဲ့ဘုရားပါအကြောင်းအဲ့ဒီဘုရားစီမှာကျွန်တော်တို့နဲ့စုတောင်းရင်တောင်းတဲ့အတိုင်းအဖြေပေးသောသူဟာလူမဟုတ်ဘူးဘုရားကအရာအားလုံးကိုထိန်းချုပ်တဲ့အတွက်ကြောင့်တောင်းသောစုကိုပေးသောသူဟာဘုရားသခင်ဖြစ်တယ်ဆိုတော့ရာဘတ်အဖင်တက်တဲ့ထူတဲ့ကဲတော့ပဲတင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းထူကဲတော့အသက်ရှင်နိုင်ဖို့ရအတွက် ရာဘရဲ့ suit down တန်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ချစ်တော်မြတ်သားဆုံးများအားလုံးကိုမေတ္တာနဲ့ဝေငှခွန်အားပေးချင်ပါတယ်ကြည်ရှုတော်သူအားလုံးအသီးပြီးအပေါ်မှာဖခင်အထူးပဲကောင်းချီးပေးပါစေ